မန်ချက်စတာယူနိုက်တက်အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ရဲ့အေဂျင့်ဖြစ်သူမီဂွဲလ်ပီညိုဟာလက်ရှိမှာဆော်ရီနိုင်ငံကိုရောက်ရှိနေပြီးအဲဟီလာအသင်းနဲ့ဆွေးနွေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ပေါ်တူဂီလက်ရွေးစင်ကွင်းလှည့်ကစားသမားဘရူနိုဖာနန်ဒက်စ်ဟာမန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့အားပေးထောက်ခံမှုရရှိထားသလိုနီးပြအမရန်ကလည်းအသင်းအတွက်အရေးပါတဲ့ကစားသမားတဦးဖြစ်တယ်လို့ပြောကြားထားပေမဲ့အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတာပါအသက်30အရွယ်ဘရူနိုဖာနန်ဒက်စ်ဟာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ရုံးကန်နေရတဲ့အခြေအနေတွေကြောင့် အသင်းပြောင်းရွှေ့ဖို့ဆန္ဒရှိနေသလိုမန်ချက်စတာယူနိုက်တက်အသင်းကလည်းထိုက်တန်နဲ့ပြောင်းရွှေ့ခြင်းရရှိပါကအသင်းမှာရှိတဲ့ဘေကစားသမားကိုမစိုးရောင်းထုတ်ဖို့စဉ်းစားသွားမယ်လို့အသင်းနဲ့နှိစက်သူတွေကသုံးသပ်နေကြတာပါအဲ့ဒီအချိန်မှာအဟီလာအသင်းကဘရူနိုဖာနန်ဒက်စ်ကိုပြောင်းရွှေ့ခြင်းပေါင်တန်း80နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေပြီ။အဲ့ဒီပမာဏဟာမန်ချက်စတာယူနိုက်တက်အသင်းလက်ခံနိုင်လောက်တဲ့ပမာဏဖြစ်တယ်လို့ Football Insider ကဖော်ပြခဲ့ပါတယ်။ ရနိုဖာနန်ဒက်စ်ဟာမန်ချက်စတာယူနိုက်တက်အသင်းနဲ့2029ခုနှစ်အထိစာချုပ်ချုပ်ဆိုထားတဲ့အပြင် တနည်းထက်မှန်သက်တမ်းတိုးနိုင်တဲ့သဘောတူညီချက်လည်းပါဝင်ထားတာပါဒါပေမဲ့ Bruno Fernandes အနေနဲ့လာစာမြန်မာစွာရရှိမဲ့ Sorry League ကိုပြောင်းရွှေ့ကစားဖို့စိတ်ဝင်စားနေရလို့သိရပါဗျ။ဒါကြောင့် Bruno Fernandes ရဲ့အေဂျင့်ဖြစ်သူ Miguel Pinho ဟာ Sorry ကိုရရှိနေတာဖြစ်ပါဗျ။သူဟာအင်ဟီလာတင်အခြေဆိုင်ရာနေရာနေမှာရှိတဲ့ Four Season Hotel မှာတဲခိုနေပြီ။အဲ့ဒီ Hotel မှာအင်ဟီလာအသင်းရဲ့အမှုဆောင်ချုပ်ဖြစ်သူကိုလည်းမြင်တွေ့ရတယ်လို့လူမှုကွန်ရက် X မှာဖော်ပြမှုတွေရှိနေပါဗျ။